ပြန်လည်ပြေဖြိုးမြဲဆွင့်အင်မှလျှက်စစ်သားထုတ်လုံနိုင်ရန်လက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်ပြည်သူတမရနိုင်ငံရှန်ဟိုင်းမြို့မှာကျင်းပခဲ့တဲ့ SNECPV Power Expo မှာမြန်မာတီလဝါအစည်းအဝေး Hotel Public Company Limited နဲ့ GCN System Integration Technology Company Limited တို့အချောင်းပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်မှလျှက်စစ်သားထုတ်လုပ်နိုင်ဖို့နားလည်မှုစာချုပ်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အဆိုပါနားလည်မှုစာချုပ်လွှာကို MDSH နဲ့အတူမြန်မာနိုင်ငံရဲ့ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်မှလျှက်စစ်သားထုတ် လုံးမှုစွမ်းရည်တရမီကဝက်အထိနေအောင်ကြီးသာစနစ်တည်ဆောင်နိုင်မှုကိုအတူတကွဆန်းစစ်သုံးသပ်ရန်နှင့်ပူပေါင်းလှုံ့ဆော်မှုအဖွဲ့တစ်ခုကိုတည်ထောင်ပြီးစီမံကိန်းရဖြစ်နိုင်မှုကိုထိရောက်စွာဆန်းစစ်သုံးသပ်ဖို့ရည်ရွယ်ချက်နဲ့လက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဂိုရန်ကွန်ကုတ်ဟိုတယ်လီမိတက် GCN Crew တီတန်ရှင်ပြီးပြန်လည်သုံးစွဲနိုင်ထုံးစွမ်းရည်ဤပညာများကို အထူးပြုလုပ်ဆောင်ရွက်လျက်ရှိတဲ့တရုတ်ပြည်သူတမရနိုင်ငံကထင်ရှားထေဆွမ်းရည်ကု မ္ပဏီကြီးတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ထိုကုမ္ပဏီမှာလျှက်စစ်သားထုတ်လုပ်ခြင်း၊နေအောင်ကြီးစွမ်းရင်ဆိုင်ရာပစ္စည်းများ၊ရေနံနှင့်သံငွေ၊ Christmas City များတိစောက်ခြင်းနဲ့ငွေကြေးဝန်ဆောင်မှုများကိုဆောင်ရွက်လျက်ရှိတဲ့ကုမ္ပဏီတစ်ခုဖြစ်တယ်လို့သိရပါတယ်ရှင်။